ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မွေနေဓမ္မတိလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျွန်ဝင်းစော်ထွန်ကနေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်ညကတော့ခန်းဒီမျိုးမှာလဲလဲခိုင်းရန်ကုန်မျိုးမှာကိုမျိုးအောင်အင်းတော်မျိုးနယ်မှာမောင်သိန်းဟန်ပြည်မနာမျိုးမှာစော်စုံ ကြောင်မဲမျိုးမှာလွိုင်လွိုင်ငိုးကောင်းမျိုးမှာမိုင်စီစီလျာခင်ပြင်းဦးနယ်မှာဂေးပဲရန်ကုန်မျိုးမှာအောင်အောင်ခေါ်အောင်မင်းမွန်စွာမျိုးမှာ ဥလျံဇခိုင် မြင်းညာမျိုးမှာကျွန်စောမြထုံ ကျွဲပွဲမျိုးမှာစိမ့်စိမ့်စုကျင်းကြီးဝါမှာဇာနီမူ SJA တိလာရှင်တင်ကိုင်းမှာစစ်စဲ priority မမှု ပြုံးတွင် နောက်ခန်းကြီးရွာမှာမက်ခွစ်တီနာတို့ပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာကြက်ရောက်တဲ့ဝင်နေရှင်များ ကြည့်ရှုနာဆင်အားပေးနေသူများတောင်းဆိုထားကြသူများ အလုံးပေါ့အဖာဘုရားသခင်ရဲ့ကောင်းခြင်းများစွာစားတဲ့တဘူတူ၍ခံစားရပါစေကြောင်းအ short သမားတရားမြန်မာပိုင်းစီဒီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစောထွန်းကနေစုမောင်းကောင်းတောင်းပေးရင်တည်တံ့ရှင်ဤဤချိုးဒီဆိုထားတဲ့ငြိမ်ချမ်းရေပန်းဆိုတဲ့ဓမ္မသခြင်းကိုတင်ဆက်ပေးလိုက်ပါတယ် ဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောတိသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍ဤတိအရာမှအာကိုစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသောစေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောသုကျေးဇူးနှင့်အတူ အစတရားမကသော ကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မှားခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုံနာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်း သာသမီတို့တောင်းလျှောက်ကြပါသည်ဗျာ အာမင်တမမိတ်ဆွေတို့ဒီကနေ့ကြားနာခဲ့ရတဲ့ရှင်လူကာအခန်းကြီး16ခန်းငယ်41ကနေ44မှာသခင်ခရစ်တော်ဂျေရုရှလင်မြို့အတွက်ငိုကြွေးခဲ့တဲ့အကြောင်းကိုကြားနာခဲ့ရတယ်သခင်ခရစ်တော်မျက်ရည်ကြလျက်ပြောခဲ့တာကသင်သည်ငြိမ်းချမ်းတရားမှုကိုဖြစ်ပေါ်စေသည့်အကြောင်းများကိုယနေ့သိခဲ့လျင်ပင် ကောင်းပြီစွာ သို့တော်ယခုဤရာတို့ကိုတင်မတိမမြင်နိုင်စေရန် ဖုံးကွယ်ထားလျက်ရှိ၏အကြောင်းမူကားယံသူတို့သည်တင့်ကိုမြို့ရိုးတတိုင်းတို့ဖြင့်ကာစီးလျက်အဖက်ဖက်မှဝိုင်းရန်ပိတ်ဆို့မိနေရကရောက်လာလိမ့်မည်ဒီဂျေရုစလင်မြို့ထဲမှာသခင်ခရစ်တော်တရားဒေသနာတွေဟောကြားခဲ့တယ်။တကူတွေပြခဲ့တယ်။စင်ရသားတွေအတွက်တည်ငောင်းကိုကြေညာခဲ့တယ်။အပြည့်အချုံနှောင်မှဖြေလွတ်ပေးမည်အကြောင်းတွေကိုကြေညာခဲ့တယ်။ ယင်းပေခံရတဲ့သူစွန့်ပစ်ခံရသူယောဂဝေဒနာဆွဲကပ်သူတွေကိုကုသပေးတယ်လူအတိုင်းဝိုင်းတွေကိုပြန်လဲခေါ်သွင်းခဲ့တယ်လူ9000ကိုပါမှု9လုံး9000ကောင်နဲ့ကျွေးမွေးခဲ့တယ်သခင်ခရစ်တော်တကိုးတွေအမျိုးမျိုးပြခဲ့တယ်ကယ်တင်ရှင်လုပ်ငန်းအတွက်အများကြီးလုပ်ပြခဲ့တယ်ကောင်းတဲ့ຢာတွေအများကြီးလုပ်ပြခဲ့တယ်ဒါပေမဲ့ဂျေရုဆလင်မြို့သူမြို့သားတွေဟာသခင်ခရစ်တော်ကိုဖျားသခင်ဖြစ်လက်မခံခဲ့ကြဘူး ဘုရားသခင်ဆေလွတ်တော်မူသောဖရာဤသားတော်သားတော်ဖရာဖြစ်တယ်ဆိုတာကိုလက်မခံခဲ့ကြဘူးအဲ့ဒီလိုပဲသခင်ခရစ်တော်ကိုလက်မခံခဲ့ကြတဲ့သူတွေအတွက်သခင်ခရစ်တော်မျက်ရည်ကျခဲ့ရတယ်ယခုဘဝအတွက်ရောနောင်ဘဝအတွက်ရောအာမခံပေးနိုင်သောဖရာရှင်ဤတပါးရီသောသားတော်ကိုတော်တိုင်ကြွလာခဲ့တာကိုလက်မခံခဲ့ကြဘူးနာဇရဲမြို့ကလူတွေရဲ့ညှင်းဆန်ခြင်းကြောင့်သခင်ခရစ်တော်ဘာတော်ကိုမှမပြနိုင်ခဲ့သလို ်ဂျေရုဆလင်မြို့ကလူတွေရဲ့ညှင်းပယ်ခြင်းကြောင့်သခင်ခရစ်တော်မျက်ရည်ကြားခဲ့ရတယ်ဂျေရုဆလင်မြို့ကလူတွေလိုပဲကျွန်တော်တို့တွေမွေးဖွားစဉ်ကနေတည်ဆုံးချိန်ထိအရောက်တိုင်းစီကိုလွတ်လပ်ခွင့်ပေးထားတယ်ချစ်ချင်းမေတ္တာတွေလူတယောက်တိုင်းစီကိုတယောက်ကိုတယောက်လေးစားဖို့မလိုအပ်ဖဲလွတ်လပ်ခွင့်နေပေးထားတယ်ဘုရားသခင်ကသူဖန်ဆင်းထားတဲ့ຢာတွေကိုချစ်မြတ်လို့တယ်ဒီချစ်ချင်းမေတ္တာကလူတယောက်ကိုလွတ်လပ်စေတယ် မလိုအပ်ဖဲသူ့ရဲ့လွတ်လပ်ခွင့်ကိုမထိန်းချုပ်ဘူးလွတ်လပ်စွာအပြည့်အဝရှင်သန်စေတယ်အဲဒီလိုပဲဘုရားရှင်ကသူ့ဖန်ဆင်းထားတဲ့အရာတွေကိုချစ်တာကြောင့်လေးစားတဲ့အတွက်သူ့ရဲ့လွတ်လပ်ခွင့်ကိုအတိအမှတ်ပြုတယ်သူ့ကိုချစ်တဲ့သူတွေကိုဘယ်သူမှထိန်းချုပ်ထားတာမျိုးမလုပ်ဘူးလွတ်လပ်စေတယ်ဖုရားရဲ့မေတ္တာတရားကိုနားမလဲတဲ့လူတွေကတော့အဲ့ဒီလွတ်လပ်ခွင့်ကိုအသုံးချပြီးဖုရားကိုညှင်းပယ်ခဲ့ကြတယ်။ ဘဝတက်တာတစ်လျှောက်လုံးမှာရရှိခဲ့တဲ့ဘုရားရဲ့ကျေးဇူးတော်တွေကိုအတိအမှန်မပြုဘူးဘုရားရဲ့မေတ္တာကိုလက်မခံဘူးခရစ်တော်ကိုကယ်တင်ရှင်ဖြစ်မယုံကြည်ဘူးဒီလူတွေအတွက်သခင်ခရစ်တော်မျက်ရည်ကျရတယ်လောကဥစ္စာပျော်ရွှင်မှုတာယာမှုနဲ့တမန်မှုလောဘအတ္တတွေနဲ့ရှင်သန်နေခဲ့ကြတယ်ဒီပုဂ္ဂိုလ်တွေဂျေဇူးရှင်မျိုးကြီးလို့ဘုရားသခင်ရဲ့ဂျေဇူးတော်ကိုလက်တွေ့မြင်ပါလျက်လက်မခံခဲ့ကြသလို ယေရုရှလင်မြို့ကြီးကိုပျက်စီးသလိုသူတို့ရဲ့အနာဂတ်တွေလည်းပျက်စီးလိမ့်မယ်။ဓမ္မမိတ်ဆွေဖះပြေးတဲ့ခြေဆုတော်တွေကိုအတိမတ်ပြုရလား။တန်ဖိုးထားရလား။လောကအောင်မြင်မှုတွေငွေကြေးဥစ္စာတွေပတ်စံဝင်မဲ့အလုပ်တွေနဲ့ဖះနဲ့ရွေးပါဆိုရင် သင်ပါကို ရွေးချယ်ခဲ့တယ်လေ။မိမိရဲ့ဥစ္စာပစ္စည်းကိုထိခိုက်လာရင်ဖះကိုညှင်းပယ်ခဲ့သလား။သတိထားပါ။ဖះကိုညှင်းပယ်ခဲ့တဲ့သူတွေရဲ့သွားရလမ်းဟာယေရုရှလင်မြို့သူမြို့သားတွေလို့ ပျက်စီးခြင်းနဲ့သာကြုံတွေ့ရမယ်။ဓမ္မမိတ်ဆွေအပေါင်းကိုစိတ်နှပြချမ်းမှချမ်းသာတော်မူကြပါစေ။ဒီကနေ့အတွက်ယဟန်မင်းကြီးရဲ့တရင်စကားခန္ဓာမှာတော့ညင်မနှိပ်ဆက်ခံရသောခရိယံများသည်အမှန်တရားတရားမျှတမှုနှင့်မျောလင့်ခြင်းတို့၏တက်တည်များဖြစ်ကြသည်ဆိုသည့်ကောင်းစဉ်ဖြင့် ရမင်းကြီးနိုဝင်ဘာလ16ရက်နေ့ကဝေမျှခဲ့သည့်အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နိုဝင်ဘာလ16ရက်နေ့တွင်ကြာရောက်သောကမ္ဘာမရှိနွမ်ပါသူများနေ့ကိုကျင်းပစဉ်ဗုဒ္ဓမင်းကြီးလီယိုကတမိုင်းဒုက္ခများနဲ့နောက်ဆုံးသောကာလကိုဆင်ကျင်သုံးသပ်ရန်ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေသည်။သို့သောကမ္ဘာကြီးချုပ်ငိမ့်မိအချိန်၌ဖြစ်ပေါ်လာမည့်စစ်ပွဲများနဲ့ပုံကံမှုများကိုမကြောက်ကြရန်ယေရှုသခင်က ကျွန်ုပ်တို့ကိုအားပေးနေသည်။ ယေရှုသခင်၏တင်စကားသည်ယနေ့ခေတ်၌လွန်သက်ဆိုင်ကြောင်းကျွန်ုပ်တို့သည်ကာမကောင်းစွာဖြင့်လူတန်းပေါင်းများစွာကိုနှိပ်စက်နေသောပရိပခါများဘေးအန္တရာယ်များနှင့်နှိပ်စက်ညှဉ်းပန်းမှုများအကြောင်းတင်များကိုနေစဉ်ကြားနေရသည်သို့သော၎င်းတို့ကိုလစ်လျူရှုရန်ကြိုးစားသောလစ်လျူရှုမှုများကြားတွင်ယေရှုသခင်ကိုယုံကြည်သူတို့အားကိုတော်သည်နှစ်သိမ့်မှုများကိုပေးနေသည် အချိန်ပိုမောင်လာလေယုံကြည်ခြင်းသည်နေကဲ့သို့ပို၍တောက်ပလာလေဟုယဟန်မင်းကြီးလီယိုကသတိပေးပြောကြားထားပါသည်ရှင်လူကခရစ်ဝင်ကျမ်းတွင်ယေရှုသခင်သည်မိမိ၏နာမတော်ကြောင့်လူအများအပြားအကျမ်းဖက်ခြင်းနှင့်ညင်မနှိပ်စက်မှုတို့ကိုရင်ဆိုင်ရမည်ဖြစ်ပြီးခရစ်တော်အတွက်သက်သေခံရန်ခွင့်ရေးကိုရရှိမည်ဖြစ်ကြောင်းကိုနှစ်ကြိမ်တိုင်တိုင်သတိပေးခဲ့သည်လူတိုင်းသည်ယေရှုသခင်ကိုအတူယူလိုက်လျှောက်ကြရန် ခေါ်တော်မူခြင်းခံရကြောင်းယဟန်မင်းကြီးကထပ်လောင်းပြောကြားခဲ့ကညင်မနှိမ့်ဆက်မှုများသည်လက်နက်များအသေးသက်ချင်းမှာသာမကစကလုံးများမှုသားများအတွေ့ခေါ်ဆိုင်ရာကျိုးကင်ချဲ့လဲမှုများမှတဆင့်ပုံစံမျိုးမျိုးဖြစ်နိုင်သည်ထူးသဖြင့်ဤအတွေ့အကြုံများခံနေရသောအခါတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံး၌ကျွန်ုပ်တို့သည်ကဘာကြီးကိုကဲတင်သောအမှန်တရားလူများကိုဖိနှိပ်မှုမှယွေးနှုတ်သောတရားများတတ်မှု လူတိုင်းကိုငြိမ်းချမ်းရေးလမ်းကိုပြသသော မျှော်လင့်ခြင်းတို့အတွက်တည်တည်ခံရန်ခေါ်တော်မူခြင်းခံရသည်ကိုသတိပြုကြရမည်။ဘေးအန္တရာယ်များနှင့်ဝမ်းနည်းပူဆွေးမှုများသည်အမြဲတမ်းကြာရှည်မည်မဟုတ်ဘဲအဆုံးသတ်သွားမည်ဖြစ်ကြောင်းသခင်ခရစ်တော်၏စကားများကပေါ်ပြနေသည်။ဒီချိန်ထဲမှာပင်ကိုရော့ကိုကယ်တင်ရှင်ဖြစ်အတိမတ်ပြုသူတို့၏ဝမ်းမြောက်ခြင်းသည်သာဝရတည်မြဲရန်ညီမှန်းထားသည်ဟုယာမင်းကြီးလိုကမှတ်ချက်ပြုခဲ့သည်။ ကဘာကြီးနောက်ဆုံးသောကာလစံတမ်းမှုများနဲ့စိန်ခေါ်မှုများကိုခံရခြင်းအပြင် ကျွန်ုပ်တို့သည်မိမိတို့၏စိတ်ဝိညာဉ်ကိုအကျိုးရရှိမည်ဖြစ်သည်ဤဂရိတော်သည်တမိုင်း၏ချိန်ချောင်းနေသောဖြစ်ပျက်များနဲ့ပြင်းမှားမှုတိုင်းကို ခုခံတွန်းလှန်ရန်ကျွန်ုပ်တို့အားခွန်အားပေးသည်ဤနှိမ့်ဆက်ညှင်းပန်းမှုကာလများတွင်ယေရှုသခင်သည်ကျွန်ုပ်တို့ပြောဆိုရမည့်စကားများကိုပေးမည်ဖြစ်သည်ဤကုန်းချုပ်နေဖြင့်ယာမင်းကြီးလီဝသည် ဖျားသခင်၏ကျေးဇူးတော်သည်အကြံဖက်မှုကိုပင်ရွေးနှုတ်ခြင်း၏လက္ခဏာအဖြစ်ပြောင်းလဲနိုင်သည်အသင်းတော်သမိုင်းတလျှောက်သတိပေးချက်များအဖြစ်ဆောင်ရွက်ခဲ့ကြသောဓမ္မအာဇာနည်များ၏ပုံသက်တွေကိုထောက်ရှုဝေမျှခဲ့ပါသည်ကဘာတော်တွင်ယေရှုသခင်၏နာမတော်ကြောင့်ဆက်လက်ခံစားနေကြရသောညှဉ်းပန်းနှိပ်စက်မှုများကိုရင်ဆိုင်နေရဆဲဖြစ်သည့်ကျွန်ုပ်တို့၏ညီကိုမောင်နှမများနှင့်အတူရှိကခရိယန်တို့အားကုညီမိုင်းမာတော်မူသောအမိမေတော်မာရီယာ၏ဂျာဝင်

ဆင်းရဲနွမ်းပါသူများနဲ့တူနေဆွန်းဖုံးပေးခဲ့ခြင်းတည်းနဲ့ဆင်းရဲနွမ်းပါသူများ၏ခံစားချက်များခြေနေများကိုပြောဆိုဆွေးနွေးခဲ့ခြင်းတည်းနဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ယမင်းကြီး all the six e come are night อิตาลีတောင်ပိုင်းနေပယ်နေသားတို့၏မြူးကျွရှင်ပြနေသောတီလုံးများကို ကြားနေရပြီးခမကြီးအတွင်း၌လဲဧည့်သည်တော်1300တို့၏ရေမော့တန်စကားပြောတန်ပြည်လျံ အသက်ဝင်ရဲ့ရှိနေသည်ထိုဧည့်သည်တော်ကြီးများမှာဧဝံဂေလိကျမ်းစာထဲမှာယေရှုသခင်၏တုန်သင်ချက်အတိုင်းဆင်းရဲနွမ်းပါသူချို့တဲ့သူ အခြေနေမဲ့သူစွန့်ပစ်ခံရသူမိလျော်ထားခံရသူဖယ်ခြင်းခံရသူများဖြစ်ကြသည်ဤသူတို့သည်ယဟမင်းကြီးလေးကို14နှစ်အတူနေလယ်စာစားသုံးရန်ဖိတ်ခေါ်ခြင်းခံထားကြရသောဧည့်သည်တော်ကြီးများဖြစ်သည် နေလစားအတွက်တည်ခင်းသောအစအစာများမှလွန်စွာရိုးရှင်းပါသည်အသားဖြင့်မဟုတ်ဘဲဟင်းသီးဟင်းရွက်ဖြင့်ပြုလုပ်ထားသောအီတလီအစအစာလာဆာညာပါပါလှီးထားသောအသားချက်များနေပယ်ဒေသထွက်အသီးအနှံများနှင့်အချိုတဲရန်ကိတ်မုံတို့ဖြင့်အရသာလည်းရှိအာဟာရလည်းဖြစ်သောပုံစံမျိုးဖြင့်ပြင်ဆင်ထားပါသည်ထိုခမ်းမာတဲ့၌ပြင်ဆင်ထားသောသပွဲတစ်ခု၌ ချစ်ချင်းဤသာသနာပြုအသည်မှလူငယ်တူသည်ယင်တွင်ပိုက်ကလေးတူအားဘူးဖြင့်အဟာရတိုက်ကျွေးနေခဲ့သည်သူစားရန်ယူထားသောလာစားညာကူကူနွေးနွေးပင်လျင်အေးစားပြုနေပြီသို့သောဂေယုမဆိုင်နိုင်အားပင်ယာမင်းကြီးသည်မွန်တဲဆူတောင်းအန်ဂျီလူဆူတောင်းပြီးနောက်အဆိုပါခမ်းမကြီးတဲ့သို့ကြွလာပြီးသူအားအသင်ဆောင်နေသည့်ဧည့်သည်များနှင့်အတူ နေလေဆွန်ဖုံးပေးခဲ့ပါသည် ဝန္တာကျင့်နှံ့မှုများစွာဖြင့်ကျွန်ုပ်တို့သည်ယနေ့နေ့လယ်စွာသုံးဆောင်ရန်ဤနေရာ၌ရောက်ရှိနေကြခြင်းဖြစ်သည်။ဤအစီအစဉ်ဖြစ်မြောက်ရန်ပြန်လွန်သွားပြီဖြစ်သောယမ်မင်းကြီး Francis အလွန်ဆန္ဒရှိခဲ့သည်။သူအားအမှတ်ရသည့်နေ့ဖြင့်လက်ခုအောပါတီး၍ဂုဏ်ပြုလိုက်ကြပါစို့။အမှားရဲရောက်လာသည့်ယမ်မင်းကြီးကမိန့်ကြားလိုက်ရာဧည့်သည်တို့အားလုံးသည်ဆူညံသွားအောင် လက်ခုတီးဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်၍ယဟန်မင်းကြီးကဤနေ့လေစာကိုတည့်ခင်းလှူဒန်းပေးသောစိန်ဗင်းစင်ဒီပေါ်သင်ဝင်များကိုလည်းယေရှုတင်ကြောင်းယဟန်မင်းကြီးသည်စားတောက်ဖွဲရများကို ကောင်းချီးပေးနေစဉ်ကဘာပေါ်၌စားရမယ့်တောက်ရမယ့်အချိန်မျိုးမျိုးနဲ့ကြုံတွေ့နေရသူများကိုတတိယပြီး အကျမ်းဖက်ခြင်းစစ်ပွဲနဲ့စားနေရိတ်ခါမရှိသောကဘာပေါ်ရှိ လူသားများအတွက်ကိုလည်းတတိယဆုတောင်းမျှဝေပေးခဲ့သည် နေလဇာတခင်ထားသောခမ်းမကြီးသည် လူသားများနှင့်ပြည်လျံနေသည်ခမ်းမကြီးတောင်းတိုင်၌စိတ်ဝင်းစင်အသိဝင်လှူအားပေးသူများနှင့်ပြည်နေ၏ယခုကဲ့သို့နေလဇာလှူဒန်းကျွေးမွေးရခြင်းမှာ၎င်းတို့၏အသိကိုတီထောင်သူ၏နှစ်ပေါင်း400နှစ်ပတ်လည်နေ့ကိုလည်းဂုံပြုခြင်းဖြစ်သည်သူတို့သည်ရှင်လန်းစွာဖြင့်လိုအပ်သည်များကိုကူညီလှူဆောင်ပေးနေကြသည်ဧည့်သည်များအတွက်ဂျာမာရေးအတွက် ခြေခံလိုအပ်သည့်အရာများနဲ့မကြာမီ ခရစ်မတ်လဲရောက်လာတော့မည်ဖြစ်၍အီတလီနိုင်ငံ၏ခရစ်မတ်ကိတ်အသေးတလုံးကိုလည်းထည့်သွင်း၍ပြင်ဆင်ပေးထားသည်။ကြွားရောက်လာသည့်ဧည့်သည်တော်များသည်ရောမမြို့တွင်မြို့ပြင်စင်ချေဘုံရပ်ကွက်တို့မှလည်းပါသည်။ဧည့်သည်များထဲမှနိုင်ဂျီးရီးယားနိုင်ငံသားယူကရိန်းနိုင်ငံသားကျူဘားနိုင်ငံသားဘာစီလိုနာတို့မှလည်းပါဝင်ကြသည်။မာသထရီဇာ၏ အသင်္ကိုင်းသီလရှင်များဖြစ်ကြသောချစ်ချင်းဤသာသနာပြုသီလရှင်များသည်ဂလေးမိခင်များစွာကို ရောမ၏စင်ကြေဘုံမှခေါ်လာခဲ့သည်၎င်းတို့သည်လက်တလော၌အစင်မပြေဒုက္ခရောက်နေ၍ခိုးလုံနေကြသူများဖြစ်သည်ဇပွဲတစ်ခု၌ရင်ကွင်းပိုက်မိခင်တို့သည်သူ၏ကလေးကိုနှုတ်တိုက်နေသည် သူ၏မျက်နှာပြင်၌အားနည်းနေတကဲ့သို့လောကရန်ကြောင့်ပင်မနွမ်းလျနေဟံပေါ်နေသည် အချို့သည်အလုလက်မဲ့များဖြစ်ကြသည်သို့တော်မိမိတို့၏ဂုံတိတ်ခါကို အဆုံးရှုံးမခံဘဲထိမ့်သိမ့်ထားသည် အခြားသပွဲတစ်ခု၌အီတလီ တောင်ပိုင်းမှမြို့သမီးတူသည်ရည်ချက်မပြည့်မီဟုဆိုကာအလုလက်မဲ့ဖြစ်သွားခဲ့သူဖြစ်သည်သူသည်ကော်ဖီဆိုင်တစ်ခု၌အလုလုခဲ့သည်လက်ရှိ၌သူမသည်အသက်60ပြည့်ပြီဖြစ်သည် သူအနေဖြင့်အကောင်းဆုံးအလုလုခဲ့သည်ယခုအလုလက်မဲ့ဖြစ်နေရသည်မှာ ယနေ့ခေတ်ကာလ၌လုံးဝမလွယ်ကူပေသို့သောဂုံတိတ်ကာရှိရှိနေထိုင်သည်မြည်သည့်အခြေအနေ၌ဖြစ်စေအပြုံးဖြင့်ကြော်ဖြတ်ရန်ကြိုးစားရသည်ဟုသူမ၏ဒုက္ခကို ရင်ဖွင့်ခဲ့သည် သူဘွား၏အခက်ခဲသည့်အခြားသူများစွာ၏ဘဝကို ထင်ဟပ်ပေါ်လွင်စေသည် စီးဘွား၏ကကြောင့်ဆက်ယုံအလုံးယုံများဆက်လက်မလဲပတ်နိုင်သောအခါပိတ်သိမ်းလိုက်ရသည်ဝန်ထမ်းများကိုလည်းအလုတ်ဖြုတ်လိုက်ကြရသည် ချို့အသက်ကြီးမိပါများကွယ်လွန်သွား၍စောင့်ရှောက်မိသူများကိုငားရန်ထားရန်မလိုအပ်တော့၍အလုလက်မဲ့ဖြစ်သွားသူများလည်းရှိသည်သို့သောအချိန်နှင့်မျိုးမျိုး၌မျှော်လင့်ချက်သည်သူအနေသူထွက်ပေါ်လာသည် အစီစီမျိုးရှိ Franciscan ဒုက္ခသည်ဂေဟာ၌ကူညီပေးနေသောသူတို့ကဘဝ၏အနှစ်သာရကတပါသူကို ကူညီပေးရန်ဖြစ်သည် ။စင်ရသောသူတို့ကိုကူညီပေးခြင်းသည်ဧဝံဂေလိတရားတော်ကို အမှန်တကယ်အသက်သွင်းလိုက်ခြင်းဖြစ်သည်ဟုတည်တည်ခံပြောကြသည်။ယုံကြည်ခြင်းသည်ကျွန်ုပ်တို့အားရှေ့ဆက်လျှောက်ရန်တွန်းအားပေးသည်။အခြားဇပွဲတစ်ခု၌လည်းအီတလီစကားပြောတတ်သည့်ဆိုမာလီယာနိုင်ငံမှအမျိုးသမီးတဦးကလည်းသူ၏ယုံကြည်ခြင်းခီးရှည်ကြီးအကြောင်းကို ရောမလေယူလေသိမ့်ဖြင့် ပြောပြရှာသည်။သူရောမသို့အသက်၁၂နှစ်ကရောက်ရှိလာခဲ့သည်။ သီလရှင်များ၏ဆောင်းရှောက်မှုအောက်၌နေထိုင်ခဲ့သည်၂010ခုနှစ်ယဟန်မင်းကြီးဗန်နဒစ်16မှာသူအားစေကျော်ခြင်းမင်္ဂလာပေးခဲ့သည်လက်ရှိ၌သူအနေဖြင့်လွန်စွာဆိုးရွားပြင်းထန်သောယောဂါကိုခံစားနေရကြောင်းသို့သောအကောင်းဆုံးလက်ခံ၍ပျော်ပျော်ရွှင်ရွှင်ရဲရဲမောမောဖြင့်ဖြတ်တန်းနေကြောင်းဆက်လက်၍အလုံးလုံးလိုကြောင်းကိုလည်းယင်ဖွင့်ခဲ့သည် သူ၏နီးနား၌လည်းယူကရိန်းနိုင်ငံသူအမျိုးသမီးတစ်ယောက်လည်းသူမ၏မောင်တော်ဝန်ကွဲသည် ယူကရိန်းစစ်ပွဲ၌ရှေ့တန်းစစ်မျက်နှာပြင်မှာစစ်တိုက်နေကြောင်းမြို့တော်ပြင်ဖြစ်စေကျွန်ုပ်တို့အနေဖြင့်ဆက်လက်ရှင်သန်ရမည်ဘာမှမတတ်နိုင်ပါသူအနေဖြင့်သူ၏နိုင်ငံနှင့်မွေးရမြို့တို့ပြန်ခွင့်ရှိမည်မရှိမည်ကိုလည်းမသိပါဟုသူမ၏ဒုက္ခကိုယဉ်ဖွင့်ခဲ့ပါသည်ပညာရှင်တဦးဖြစ်သော Francesco Cardillo သူ၏အမှုပညာအမည်မှာ Baldel ဖြစ်သည် သူသည်ဂိုက်တာမဖြစ်သည် သူသည်အွန်လိုင်းငွေလင်ခိုင်းလက်ချက်ကြောင့်အင်းအပိုင်းတင်ခံလိုက်ရသူဖြစ်သည် သူအနေဖြင့်ယဟန်မင်းကြီးအတွက် ပကြီကားတစ်ချက်ကိုဆွဲပေးခြင်းသည် သူသည်ယဟန်မင်းကြီးပေါ်6ခန်းမှာတဲ့သူယဟန်မင်းကြီး Francis တက်ရှိထင်ရှားရှိစဉ်ကတကြိမ်ရောက်ခဲ့ဘူးသည်ယခုယဟန်မင်းကြီးအသည့်နှင့်ထပ်မံစုံစည်းရသည်ဟု သူ၏ဆန္ဒနှင့်သူ၏ပီတိကိုပြောပြခဲ့သည် အဖွဲအစည်းအတွင် ကူညီရအောင်ရှာဖွေရမည် ခမကြီးတဲ့၌ကင်တာအဖွဲ့ချစ်ချင်းမြတ်တာသာသနာပြုအသိဉာဏ်လိုအပ်သူများသူတော်စင်များတမန်ဘဝတူများနှင့်ပြည့်နှက်နေသည်လူအတိုင်းဝိုင်းတွင်၌အန်ဒီရဲ့စကွင်း၌နေထိုင်ကြရသူများကိုအတတ်နိုင်ဆုံးကူညီပေးကြသည်ရမင်းကြီးဇပွဲ၌အမျိုးသမီးတဦးသည်ပီနိုကီယိုရုပ်ဆောင်စာအုပ်တို့ကိုရမင်းကြီးအားလက်ဆောင်ပေးနေသည်ထိုအနည်း၌အခြားအမျိုးသမီးတဦးလည်းရှိ၏သူမသည်ကက်သလစ်ဘာသာဝင်မဟုတ်ပေ သူအနေဖြင့်ကက်သလစ်မဟုတ်တော်လဲရေးမကြည့်ကြောင်းသူအနေဖြင့်အိနီးယားရောက်လာရခြင်းသည်လွန်စွာပျော်ရွှင်ချိန်နှအားရကြောင်းမိမိအိမ်ကဲ့သို့ခံစားရကြောင်းယင်ဖွင့်ပြောကြားခဲ့သည်ခလာလန်းစပွဲတစ်ခု၌လဲပေရုနိုင်ငံချီကလီယိုမှအမျိုးသမီးတဦးကလည်းသူမြည်သို့ရုန်းကန်နေရကြောင်းကိုပြောပြလာခဲ့သည်သူမသည်မုတ်ဆိုးမှတဦးဖြစ်သည် သူ၏မိခင်အိုးသမီးနှင့်အတူနေထိုင်နေကြောင်း ူသည်စေကုသမှုကိုခံယူနေရကြောင်းနိုင်ငံတော်ကစီစဉ်ပေးမိအင်ယာကိုစောင့်နေခဲ့သည်မှာနှစ်ပေါင်းများစွာကြာပြီဖြစ်ကြောင်းယခုအခါရရှိတော်မူစီရင်တဲ့ပါလာပြီဖြစ်ကြောင်းအလုတ်ဖြစ်လိမ့်မည်ဟုလည်းမျှော်လင့်ကြောင်းယုံကြည်ခြင်းသည်သူတို့အားကူညီကြောင်းယေရှုသခင်ကြောင့်သာအသက်ရှင်တန်နေရကြောင်းစိတ်ကောင်းနှလုံးကောင်းရှိသော လူသားများလူအတိုင်းအဝိုင်း၌ရှိနေသေး၍ဖခင်သခင်အားယေရှုတင်ကြောင်းသူမက ပြောဆိုခဲ့ပါသည် နေရစာတုံးဆောင်ပြီးသောအခါယဟန်မင်းကြီးကထ၍နေပယ်ဒေသအထွက်အသီးနှံများကိုယူ၍အချိုတဲခဲ့သည် အသီးအချိုကိုအိမ်အပြန်ယူသွားကြရာနှင့်လက်ဆောင်ထုတ်များကိုလည်းခမ်းမအထွက်၌ရအောင်ယူသွားကြဖို့မိန့်ကြားခဲ့ကြောင်းဗာတီကန်သတင်းဌာနကတင်ပြထားပါသည် ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြပါသည်။ဩဒါရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခက်သိမ်း၊ဘေးရန်ခက်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။